Hello everyone. Now the lesson is our 7B vocabulary. အဲ့ဆို 7B vocabulary ဟောဟာတော့နော်ဟောဟာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြအောင်အဲ့တော့ဟောဟာတွေမှာသူကဘာတွေလာမလဲဆိုတော့ words related to pollution and environment နော်အော်ဒီအင်းရမ်းမှုနဲ့ဆက်နွယ်တဲ့စကားလုံးတွေနော်ပတ်ဝန်းကျင်နဲ့ဆက်နွယ်တဲ့စကားလုံးတွေအကြောင်းပြရအောင် now words uh, words related to uh, to pollution ဉာဏ်ဉာဏ်မှုနဲ့ဆက်နွယ်တဲ့စကားလုံးများ words related to environment ပတ်ဝန်းကျင်နဲ့ဆက်နွယ်တဲ့စကားလုံးအဲအကြောင်းလေးလားနော်အော်ဆက်ကြည့်ပါ A က words wealth now what word wealth စကားလုံးအာဒီမှာတော့ပုံစံပေါ့ဒီမှာ web ဆိုတဲ့နေရာမှာကျတော့မှာ website website ဆိုရင်ပါပဲဒီ online ပေါ်မှာ တော့နေပေါ့နေရာတွေချပြီးတော့အော်စိုင်ငန်းစိုင်ငန်းစိုင်ငန်းတွေပြလာတာအဝက်ဘ်ဆိုက်နော်အဲဝတ်ဝက်ဘ်ဆိုတာအဲ့လိုပဲစကလုံးအစီအစဉ်များအဲ့လိုပြောနော်ဆိုတော့စကလုံးပုံတံများပေါ့ဖွဲ့စည်းပုံများအဲ့တော့ help you learn အော်ဒီကောင်တွေရတဲ့အဲ့ဒီ what ဝက်ဘ်တွေကတဲ့မင်းတို့ရဲ့အကူအညီသင်ယူစေလိမ့်မယ် เนาะ and ပြီးတော့ expand expand ဆိုတာကဒီအခြေဖြန့်ပါเนาะ vocabulary ဒီဟောရာတွေကိုအခြေဖြန့်เนาะဟောရာတွေကိုဖြန့်ကျက်မယ်ပြီးတော့တည်ယူဖို့မျိုးကိုကြီးပြလိုက် complete the word work word work အဲ့ဒီကဘလို့အောက်မှာပေးထားတဲ့ဒီစကားလုံးအစီအစဉ်ကို complete ဖြည့်ပါအဲ့လိုပြော နော်အော်သူပေးထားတဲ့စကလုံးအစီအစဉ်ကိုကြည့်အောင်ဟုတ်ပြီအော်ဒီမှာသူကဘာဘယ်စကလုံးနဲ့ပတ်သက်တဲ့ web အဲပေးထားလဲဆိုတော့ float ဆိုတဲ့စကလုံးနဲ့ပတ်သက်တဲ့ web ကိုပေးထားနော် float ညဉ့်တီနော် float ညဉ့်တီအဲသူနဲ့ပတ်သက်ပြီးတော့ကျတော့အပေါ်မှာ word families and parts of speech လာမယ်အောက်မှာ collocation လာနော် ဒီဘလုတ်ညဉ့်ဉန်းတီရနေပြီးတော့အညဉ့်ဉန်းတီဆိုတဲ့စကလုံးရဲ့ word family မိသားစုဝင်စကလုံးနေ Okay ဘလုတ်ကဲ word families မိသားစုဝင်စကလုံးနေပြီးတော့ parts of speech parts of parts of speech ဆိုတော့ကျတော့အင်္ဂလိပ်စာမှာ eight part of speech ဆိုတော့ဝါစင်ကားတယ်ဝါစင်ကား၈မျိုးเนาะအဲ့ဒါရှိတယ်အဲ့တော့ parts of speech ဆိုတာဒီ pollute နဲ့ပတ်သက်တဲ့ဝါစင်ကားပြန်ပြောမယ်ဒီအပေါ်ကွက်ကောင်เนาะ ဒီ flute နဲ့ပတ်သက်တဲ့မိသားစုဝင်စကားလုံးတွေရဲ့အာ flute နဲ့ပတ်သက်တဲ့ဝါစင်ကတွေအဲ့မှာတော့၃မျိုးဒီအရင်ခေါ်ထားတာ၃မျိုးပြည့်ပြည့်တော့ now collocation collocation ဆိုတာကအဲ့ဒီ flute ဆိုတဲ့စကားလုံးကိုတုံးထားတဲ့ဒီပြောကြတာပေါက်ဆက်ပေါက်ဆက်နံတွေပေါ့နော်ပေါက်ဆက်စကားလုံးတွေ flute ပါဝင်တဲ့ပေါက်ဆက်စကားလုံးတွေအဲ့ဒီအကြောင်းမှာနံပါတ်၃မှာထည့်ထားတယ်နော် ဘလူးပါဝင်တဲ့ပေါင်းဆက်စကလုံးများ collocation ဒီမှာတော့ဒီဘက်ကဒီဘလူးကနေပြီးတော့ကျွန်တော်ဒီမှာတက်တက်တက်သွားတာရှိတယ်အဲဆင်နန်နမ်ဆင်နန်နမ်ဆိုတာကဘလူးနဲ့အဓိပ္ပာယ်တူတဲ့စကလုံးနံပါတ်၄မှာထက်နော် antonym antonym ဆိုတာကဘလူးနဲ့အဓိပ္ပာယ်ဆန့်ကျင်ဘက်စကလုံးနံပါတ်၅မှာထက်၄ကဆင်နန်နမ်အဓိပ္ပာယ်တူတဲ့စကလုံးဘလူးနဲ့အဓိပ္ပာယ်တူတဲ့စကလုံး၅က antonym ဖလုံးနဲ့အိဗယ်ဆန့်ကျင်တဲ့စကားလုံးတဲ့ဝိဒါပေမဲ့ဒီဒီ word webs ကိုနားလည်လို့တင်တယ်နော်အဲ့တော့ဒီ hollowed က word families and parts of speech ဒီဘက်မှာသုံးခွဲရှိတယ်နံပါတ်1က adjective နံပါတ်2က noun နံပါတ်3က verb နော် verb hollowed က verb verb ဟုတ်ပြီအဲ့တော့သူက adjective တစ်လုံးပေးထားတယ် polluted ညဉ့်ညံတော့နော် polluted ဟုတ်ပြီဒါဆိုရင်းနဲ့ နောက်ထပ် other adjective နော်ဒီ pollute ကနေပြီးတော့ pollute နဲ့ဆက်နွယ်တဲ့တခြား adjective တလုံးကိုပေါ်သွားကိုစဉ်းစားပြီးချက်ဒီမှာကျတော့ noun noun မှာ pollution ဆိုတော့ noun ကိုသူပေးထားတယ်နောက်ထပ် noun တလုံးကိုပေါ်သွားကိုစဉ်းစားချက် other noun ဒီမှာချက် other adjective ဒီမှာချက်နော် noun pollute ကတော့ verb verb ကတော့ဒီတလုံးပဲပေးထားတာသူကိုလည်းမရှိဘူးရက်ကြအောင်လို့နော်ဟုတ်ပြီနောက်ကျတော့ collocation a pollute ပါဝင်တဲ့ပေါင်းစပ်စကားလုံးတွေဒီမှာ pollute water လို့ပေးထားတယ်နောက်နောက်တော့ကိုယ်လာမှာနောက်ထပ် collocation တလုံးနောက်ထပ် collocation တလုံးကိုကိုယ့်ဘာသာကိုစဉ်းစားမိတဲ့နော် pollute ဆိုတဲ့စကားလုံးတော့ပါအောင် okay ဒါဆိုရင်ကျတော့ဟာ polluted ညဉ့်ညံတော့နောက်ထပ် pollute နဲ့ဆိုင်တဲ့နောက်ထပ် adjective တလုံးကပါပြန်မယ် unpolluted ပေါ့မညဉ့်ညံတော့ပေါ့ အခုဘာလို့စဉ်းစားပြီးထက်နှစ်ဆရာစဉ်းစားပြီးတော့ထည့်ပြတာ unpolluted ဟော polluted ကညဉ့်ညာတော့ဆိုရင်အနောက်ထပ်သူနဲ့မတူတဲ့နောက်ထပ် adjective တစ်လုံးအားသို့ adjective ကို unpolluted လို့ရေးပြတာเนาะ pollution နော်ညဉ့်ညာမှုဟုတ်ပြီအဲ့လိုပဲ noun တစ်လုံးထပ်ထည့်မယ်အားသို့ noun အဲဆရာတို့ပါထည့်လို့ရတယ် pollutant ညဉ့်ညာပစ္စည်းများ pollutants ဒါထည့်လို့ရတယ်เนาะ pollutant အော်နော်ဒီကောင်မလို့ဘူး now float water ညဉ့်ဉန်းတဲ့ရေနော်မတန်ရှင်းတဲ့ရေအသူနဲ့ now ထပ်နောက်ထပ်ဆရာတို့က collocation နောက်ထပ်တစ်လုံးထပ် float ဆိုတဲ့စလုံးအပါဝင်နောက်ထပ် collocation တစ်လုံးထပ်မယ်ဆိုတော့ဘာထပ်ပြတာလဲ float air အလိုလိုက်တာနော် water နေရာမှာ air ထဲလိုက်ရပြီနော်ဒါမှမဟုတ် soil float soil ညဉ့်ဉန်းတဲ့ပြောစား နော်မြေစီးသွားအဲ့လိုထည့်လိုက်ရဟုတ်ပြီနောက်တော့ synonym float နဲ့အဓိပ္ပာယ်တူတဲ့စကားလုံးနော်အဓိပ္ပာယ်တူတဲ့စကားလုံးသူကြတော့ float ပါပြာမလို့ကိုအဓိပ္ပာယ်တူရင်ရတယ် synonym ဆိုတော့ညဉ့်ညမ်းသောနဲ့အဓိပ္ပာယ်တူတာတွေအများကြီးပါခြိုက်တဲ့လုံအောင်ခေါက်ထည့်လိုက်ရတယ်နော် contaminated contaminate နော် contaminate ဘာကိုတည်းလဲနောက်တော့ antonym ညဉ့်ညမ်းတည်နဲ့စံ့ကျင်ပါစကားလုံး တော့ညဉ့်ညမ်းတယ်ဆန့်ကျင်ဘက်ဆက်ကလောသူလည်းအများကြီးပဲလေတန့်ရှင်းတယ်ဗော purify နော်တန့်ရှင်းပြီဗောဒါထည့်လိုက်ရတာโอเคဒါပေမဲ့ဒါကအာဒီ vocabulary exercise A လေးကိုရှင်းပြတာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်က B ဗော vocabulary exercise B ကိုသွားမယ်ခုက A ပြီးသွားပြီနော် B က create a word well အာဒီကကျတော့ခုနစကားလုံးပုံစံကိုကိုယ့်ဘာသာကိုဒီဆောက်အောင် create ဒီဆောက်ပါဖန်နေပါ award ပါခုနစကလုံး web တခုဖန်နေပါ for the world hazard hazard ဆိုတဲ့စကလုံးအတွက်စောစောပုံက pollute ဆိုတဲ့စကလုံးအတွက်အခုက hazard ဆိုတဲ့စကလုံးအတွက်နော်အဲ့တော့ hazard ဆိုတဲ့စကလုံးအတွက် word web တခုကိုကိုပိုင်ဖန်နေပါ using a dictionary dictionary ကိုသုံးပြီးတော့နော်အဲ့တော့ဆရာတို့ကြည့်အောင်ဒါရေးပြီးတော့ ။ဒါမှခုနလိုပဲပေါ့နော် hazard နော် hazard ဆိုရဲစကားလုံး world families and parts of switch ဒါမိသားစုဝင်စကားလုံးအနေနဲ့ parts of switch ဝါဆိုင်ကတွေအောက်မှာက collocation ဒါဒီ hazard ပါဝင်တဲ့စကားလုံးပေါက်ဆက်စကားလုံးတွေပေါ့နော်အဲ့တော့ adjective noun above ဒီမှာ synonym antonym နော်ကြည့်ပါ handful adjective နော် သူနဲ့နောက်ထပ်တူတဲ့ adjective တစ်လုံး hazardous really နော်အဲ့ဒီရှိတော့နောက်ကလုံးတူတူပဲအဲ့ဒီရှိတော့ဟုတ်ပြီ risk နော်နော် risk ဒီဟာလေ hazard ဆိုတဲ့စလုံးနဲ့မိသားစုဝင်စကလုံး any risk လဲ any ပဲနော် now ဒါဆိုနောက်ထပ် threat ချိန်ချောက်မှုနောက်ရအာတော့နော်ဒါ blood ကတော့ bug ပါတလုံးလဲအဲ့တော့ collocation မှာ environmental hazardous လဲ collocation နောက်တစ်ခုက hazardous condition ဒါလည်းထည့်လို့ရတယ်အလဲရှိတော့အခြေအနေเนาะ hazardous condition အဲ့ဒါဟောဆင်းတဲ့နည်းအဓိပ္ပာယ်တူတဲ့စကားလုံး hazard နဲ့အဓိပ္ပာယ်တူတာ danger အဲ့ဒီရနောက်က antonym ဆိုင်ကျင်တဲ့စကားလုံး keep safe နော်ဘေးကင်းအောင်ထားသည်ဒါလည်းထည့်လို့ရတယ်ဒါကဒီ ဒီ hazard ဆိုတဲ့စလုံးက world web ကိုဖန်တီးပြတာဖြစ်တယ်နော်အာမင်းတို့လည်းကိုယ်ပိုင် world အာဒီ world web တကူကိုယ့်ဘာသာကိုဖန်တီးကြည့်ပါဦးနော် dictionary လေးကံပြီးလုပ်ကြည့်ပါဦးဟုတ်ပြီနော်ဒါဆရာနမူနာပြပြတာဖြစ်ပါတယ်အဲဒါဆရာတို့ vocabulary exercise လေးကိုတော့အောင်နော်အာ C က match the words in a box အာဒီအကွက်ထဲကစကားလုံးတွေကိုတွဲပါဘယ်ဒီပဲတွဲပါ with a group of words to form collocations ဘာလို့ဟုတ်လဲဆိုတော့ group of words စကားလုံးအုပ်စုတွေဖြစ်အောင်လို့ to form call to form collocation ပေါင်းစပ်စကားလုံးများနော်အဲ့တော့ပေါင်းစပ်စကားလုံးတွေတိဆောက်ဖို့အတွက်ပေါင်းစပ်စကားလုံးပုံစံတွေဖြစ်လာဖို့အတွက် group of words တွေနဲ့နော် group of words စကားလုံးအုပ်စုတွေနဲ့ box တဲကစကားလုံးတွေနဲ့တို့တွေ့ပါအဲ့လိုပြောတာနော်အော် that's it Ajiva. The bulk stemma zero adima and five words. No? Uh, there are five words in a box. Bulk stemma is a glue No? Uh, you must match. No? You must match uh, these words uh, with a group of words. The words in a these bulk stemma is a glue in a menu the group of words in a 12 year. 12 year. The collocation in a เนาะအဲ့တော့ဒီမှာအာတော့ဒီမှာမင်းတို့ဒီငါးလုံးနဲ့တစ်လုံးထည့်မယ်ဒီမှာဆက်ပြီးမှသူနဲ့ဆက်ပါ chemical စီမံ gases ရှိပါ pollutant စီเนาะဓာတ်ပစ္စည်းများဓာတ်ငွေများငွေကြေးများเนาะငွေညာပစ္စည်းများအဲ့တော့ဓာတ်ပစ္စည်းများဓာတ်ငွေများငွေညာပစ္စည်းများအသူနဲ့တွဲမှာဆိုတော့ဘာတင့်တော်လဲဒီ၄လုံးနဲ့ဒီ၅လုံးနဲ့ရောเนาะအတင့်တော်ဆုံးစလုံးကဆရာရှာခြင်းရယ်အမ် toxic ကတော့တင့်တော်ဆုံးเนาะ အစိတ်ရှိသောဓာတုပစ္စည်းများအစိတ်ရှိသောတံခွေများအစိတ်ရှိသောယဉ်ညံပစ္စည်းများနောက်ဆရာနံပါတ်2 like awareness issues damage awareness ပတိမပြူမီခြင်းနော်နောက် issues ပြဿနာများကိစ္စများ damage ထိခိုက်မှုနော်အဲ့တော့ဒီစကားလုံးနေနဲ့ဆရာတို့ကဒီငါးလုံးနဲ့ကပါတဲ့တွင်ကောင်းမလဲ toxic ကိုဖယ်လိုက် နော်တောက်စစ်ကိုပဲလိုက်မင်းတို့ကျန်တာဘာနဲ့တွေ့ရအောင်စဉ်းစားနော်အဲ့တော့အဖြေကိုကြည့်အောင် environmental နော် norm zero number 3 plant disposal collection reduction disposal ကဆုံးပြတယ် collection ကစုတာ reduction ကလျှော့နော်ပြစ်တာစုတာလျှော့တာအဲ့တော့ကျွန်တော်ပါရပြဆုံးပြတာတွေစုဆောင်တာတွေလျှော့ကြတာတွေ waste ဖြစ်နေတာပေါ့နော်စုပ်ပစ်ပစ္စည်းတွေစုပ်ပစ်တာတွေစုဆောင်းတာတွေလျှော့ကြတာလောက်တာနော်အာ fuel flowers animals plants အဲနှလုံးမဲ့ကြတယ်တော့နှလုံးမဲ့ကြတယ်ဘာတွေကြတယ်အာ contaminated ကြတယ် wild ကြတယ်နော် wild ကြတယ်ဒါဆိုမှ flowers animals plants ဘာဖြစ်လဲ wild ကြမှာပေါ့နော် wild flowers အလေးကြပေါ့တဲ့ပန်းလေး wild flowers wild animals တော်ရတဲ့ဈာန်လေး wild plants တို့လည်းလိုပဲလေးကြောက်ပေါက်တဲ့အပင်လေးဖြစ်နော် wild ဆိုရိုင်းတော့မရင်ကျေးတော့စိမ့်တော့အဲ့လိုပြောနော် wild အဲ့တော့နောက်ဆုံးတော့ကျန်နော် contaminated soil မြေကြီးလော food အစာစား water ရှိအောက်ပြေးကြတယ်နော်အစိတ်ရှိတော့ညဉ့်ညမ်းတော့ contaminated အဲ့ဒါပဲဖြစ်တယ်နော် တို့တတ်တော့က contaminated contaminated လို့တတ်မထွက်အောင်နော် contaminated လို့တတ်တော့โอเคဒါပါ exercise C ကိုနားလည်မလို့ထင်ပါတယ် D ကိုကြည့်အောင် D က make five sentences ဘာကြောင့်အားကြောင့်ရေးပါတယ် using the collocation collocation တွေကိုသုံးပြီးတော့ mention about အပေါ်မှာပေါ်ပြခဲ့တော့အပေါ်မှာဆိုတာက C မှာလို့ပြောတာဒါ D เนาะဆိုတော့ C မှာဆရာတို့တွဲထားတဲ့ collocation တွေရှိတယ် နော်ဟိုမှာ environmental uh so toxic chemicals uh waste collection ဒါတွေပေါ့နော်အဲ့ဒီ collocation တွေကိုသုံးပြီးတော့တဲ့ဝက်ကြ၅ကြောင်းဒီဆောက်ပြပါခုဘာသာကိုရေးရမှာဝက်ကြ၅ကြောင်းနော်အဲ့တော့ mention about စီမပေးထားတဲ့ collocation တွေကိုသုံးပြီးတော့ဝက်ကြ၅ကြောင်းရေးပါနော် emperors နှစ်ယောက်တည်းတွေ read out ဖတ်ပြပါ your sentences တင်ရတဲ့ဝက်ကြတွေကိုတူ your partner တင်ရအပေါ်ကိုဖတ်ပြတာเนาะနှစ်ယောက်တွဲလိုက်နှစ်ယောက်တယောက်ကလည်းဝက်ကြငါးချောင်းရေးနောက်တယောက်ကလည်းဝက်ကြငါးချောင်းရေးရေးပြီးရင်တယောက်တွဲလိုက်ဖတ်ပြဒါကိုပြောတာเนาะဟုတ်ပြီဒါဆိုရင်ဆရာကဒီကြောင်းသားတယောက်နေရာကနေဝင်ပြီးတော့ကုတောင်ကိုယူလိုက်မယ်ဆရာနဲ့နောက်ထပ်အပေါ်တယောက်ရှိမယ်ပေါ့เนาะသူကလည်းသူ့ဘာသူဝက်ကြငါးချောင်းရေးဆရာလည်းဆရာဆရာဝက်ကြငါးချောင်းရေးအဲ့တော့ ကြာရေးထားတဲ့ဝကြငါးကြောင်းနမူနာလေးကြည့်ရပါမယ်နော် toxic gases from factories can severely affect the air quality in the urban area and urban area နော်ဒါကြောင်ရေးထားဘယ် collocation ကိုသုံးထားလဲဆိုတော့ toxic gases ဆိုတော့ collocation ကိုသုံးပြီးရေးထားတော့နောက်တစ်ယောက်ကလည်းသူရေးနေတာရေးပါနော်သူရေးနေတဲ့ collocation နဲ့သူရေးလိုက်အဲဆရာလည်းဆရာရေးနေတဲ့ collocation နဲ့ဆက်ကြည့်ရပါပြီးမှတစ်ယောက်လည်းပြန်ဖတ်ပြနော် အဲ့တော့ talk together from factories ဒီစိတ်ယုံလုံးယုံလေးရနေပြီတော့တဲ့ဒီအစိတ်ရှိတဲ့ဓာတ်ငွေတွေကိုဓာတ်ငွေတွေက can severely affect ပြင်းထန်စွာတက်ရောက်နိုင်တယ်။ဘာလို့လဲ? The air quality in urban areas ဒီမြို့ပြဒေသတွေမှာရှိတဲ့လေထုရဲ့အခြေသွေးကိုနော်မြို့ပြဒေသမှာရှိတဲ့လေထုရဲ့အခြေသွေးကိုပြင်းထန်စွာတက်ရောက်နိုင်တယ်။အဲ့လိုကြီးပြတာ။ဒါတစ်ခုပဲရှိသေးတယ်ဆိုတော့ငါးခုရေးခိုင်းတာ။နော်အဲ့တော့ number 2ကိုကြည့်မယ်။ နံပါတ်2ကဆိုတာဘယ်ဘယ် collocation နဲ့ယူပြီးတော့လဲဆိုတော့ environmental issues ဆိုတဲ့ collocation နဲ့ယူပြီးတော့နော် environmental issues like deforestation and pollution are threatening the planet's ecosystems နော်အားကြည့်ပါအာဒီပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ like deforestation and pollution တည်တော်ပြုံးနေခြင်းအာညဉ့်ဉန်းချင်းเนาะတက်တော့ပြုံးနေခြင်းနဲ့ညဉ့်ဉန်းချင်းကဲတူတော့ပေါင်းညဆိုင်ရာပြဿနာတွေရောတဲ့ our threat and change ချောက်နေပါတယ် the planet ecosystem ကမ္ဘာကြီးရဲ့ pH စနစ်ကို change ချောက်လို့ယူပြရအောင်နော် now number 3 proper waste collection it's essential to keeping cities clean and reducing pollution အဲ့တော့ a proper တည်တော်သော waste collection အဲ့တော့ဒီစုပ်ပစ္စည်းစုဆောင်မှုနော်အဲ့တော့ ်တင့်တော်တဲ့ဆုံးပြပြစီစူဆောင်မှုက essential မဖြစ်မနေမရှိမနေမဖြစ်မနေရေးကြည့်ပါလေနော်စူဆောင်တယ်ဆိုတော့အမိုက်သိန်းတော်ပြောတာနော်ပြန်ဟိုဒီစုပြီးတော့ဘာမှတော့အဖို့မဟုတ်ဘူးဆုံးပြပြစီတွေစူဆောင်တယ်ဆိုတော့ဘာမှအဖို့နေနေအောင်အဲ့တော့ဆုံးပြပြစူဆောင်တာအမိုက်သိန်းတော်ပြောတာနော်အဲ့တော့ဒီတင့်တော်တဲ့ဒီအမိုက်သိန်းခြင်းပေါ့နော်အမိုက်သိန်းခြင်းက essential မရှိမဖြစ်လိုအပ်ပါတယ် to keeping cities clean အဲမြို့ကြီးပြည်ကြီးတွေကိုတန့်ရှင်းအောင်ထားဖို့ to keeping cities clean ပြောရင်းလွှာရေးတွေကိုတန်ရှင်းအောင်ထိန်းသိမ်းဖို့နဲ့ and ပြီးတော့ reducing ရှော့ချဖို့လို့ရှင်ညဉ့်ညမ်းမှုကိုရှော့ချဖို့အတွက် is essential မရှိမဖြစ်လိုအပ်ပါဒီနေရာမှာ bag collection ကိုတုံးပြထားလဲဆိုတော့ waste collection sorry အဲ့ဒါ waste collection waste collection ဆိုတဲ့ collection ကိုတုံးပြထားနော်သုံးရောက်ရှိသွားပြီနောက်တော့ number 4 wild animals often lose their herbivore habitats အဲ တော်ရင်တိရစ္ဆာန်တွေကတဲ့သူတို့ရဲ့ကျင်လည်ကြစားတဲ့အလေးအထားတွေကိုတဲ့ခဏခဏဆုံးရှုံးရတယ်။ They are habitus သူတို့ရဲ့စကြက်ပေါ့သူတို့ရဲ့ကျင်လည်ကြစားတဲ့နေရာတွေ habitus ဆိုတာပြောနော်အဲတော့သူတို့ရဲ့နေရာတွေပေါ့နော်အဲတော့သူတို့ရဲ့နေရာတွေကိုသူတို့ကဆုံးရှုံးကြတယ်တဲ့ due to ကြောင့် human algorithms လူသားတွေရဲ့လုံဆောင်ချက်တွေကြောင့် suggest log login ထိန်းခုတ်ခြင်း and construction အဲဒီဆောက်လို့ရတိဆောက်ခြင်းအဲ့လိုလုပ်ငန်းတွေကြောင့်သူတို့ရဲ့ habitats တွေကိုဆုံးရှုံးကြတယ်။ဒီနေရာမှာဇာတိ back collocation ကိုသူတို့တွေ့ရတယ်။ wild animals ဆိုတဲ့ collocation ကိုတွေ့ရတယ်။နော်။ Now number 5 to 5 sentences အားကြောင့်တိဆောက်ခိုင်းတာ။နောက်ကြောင့်18 contaminated food ဒီပတ်တန်ရှင်းတဲ့အစားအစာတွေကိုစားခြင်းနော်ဒီ contaminated ဆိုတာ ပြောကြတာမတန်ရှင်းတာအစိတ်ပါတာအစိတ်ဖြစ်စေတာကိုပြောတာ contaminated เนาะအဲ့တော့အဲ့ဒီအစားအစာတွေကိုစားခြင်းဟာတဲ့ can lead to ဖြစ်စေတယ်တဲ့ serious health problems ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတယ် including point food poisoning food poisoning အစာအစိတ်တင်ခြင်းအစာအစိတ်တင်ခြင်းအပါဝင် including ဆိုတာအပါဝင်အစာအစိတ်တင်ခြင်းအပါဝင်ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတယ်ဒီနေရာမှာဒါ ဒီ collocations ကပေးတော့တောက်တော့လာလဲဆိုတော့ contaminated food ဆိုတဲ့ collocation ကိုတုံးမိတာနော်ဒါဆိုနမူနာဝက်ကြ၅ခုပြီးပါပြီအခုလဲအဲ့လိုမျိုးအဝက်ကြ၅ကြောင်းဒီကိုကြိုက်တဲ့ collocations တခု၅ခုကိုတုံးဝက်ကြ၅ကြောင်းပြီးဆောက်ပြီးရင်ကိုဖော်တဲ့ကုန်နဲ့ပြန်လန်ပြန်ပြီးဖတ်ပြရအောင်နော်အားလေးကလုပ်ကြည့်ပါနော် Okay အဲ့တော့ဆရာတို့နောက်ဗီဒီယိုပိုင်းမှာ grammar အကြောင်းလေးကိုဆက်